မန်ချက်စတာယူနိုက်တက်တင်ဟာချက်ဆီနဲ့အက်တလက်တီကိုမက်ဒရစ်တင်တို့ကခေါ်ယူဖို့စိတ်ဝင်စားနေတယ်။အသင်းတောင်ပံတိုက်စစ်ကစားသမားကာနာချိုကိုဇီနိုသတ်မှတ်ခဲ့တယ်လို့သိရပါတယ်။အသက်20အရွယ်အာဂျင်တီးနားလေရွေးစင်တောင်ပံတိုက်စစ်ကစားသမားခါနာချိုဟာစပါတီကိုရှုံနေခဲ့တဲ့ယူရိုပါလိဘောလူပွဲမှာပွဲထွက်ကစားခွင့်မရခြင်းပေါ်လူသိရှင်ကြားဝေဖန်ခဲ့ပြီးတဲ့နောက်အသင်းနီးပြအာမိုရန်နဲ့ဆက်ဆံရေးပြိုကွဲခဲ့တယ်လို့သိရပါတယ်။ ဒါကြောင့်ဂါနာချိုအနေနဲ့ယခုနေရာဒီမှာမန်ချက်စတာယူနိုက်တက်တင်ကားနေထွက်ခွာရမယ်လို့သုံးသပ်နေကြပြီးသူ့ကိုခေါ်ယူဖို့ချယ်ဆီအက်တလက်တီကိုနာပိုလီအက်စတွန်ဗီလာနဲ့လီဗာကူဆင်တင်တွေကစိတ်ဝင်စားနေရလို့သတင်းထွက်နေတာပါ The Independent သတင်းစာရဲ့ဖော်ပြမှုအရ Manchester United တင်ဟာအခုအခါဂါနာချိုကိုပေါင်တန်း80ဈေးနှုန်းသတ်မှတ်လိုက်ပြီလို့သိရပါတယ်။ Manchester United တင်အနေနဲ့အသင်းငယ်မွေးချန်ပေါ့ကစားသမားဂါနာချိုကိုဈေးရနိုင်တဲ့ကစားသမားအဖြစ်သတ်မှတ်ထားပြီးသူ့ကိုရောင်းထုတ်ခြင်းအဖြစ် Premier League ဘဏ္ဍာရေးစီးမြင်းနဲ့လည်းကိုက်ညီမယ်လို့ယုံကြည်နေကြောင်း The Independent ကဖော်ပြခဲ့ပါတယ်။ ဒါကြောင့် Manchester United ဟာအခုချိန်ကစပြီးဂါနာချိုအတွက်ထိုက်တဲ့နဲ့ကမ်းလှမ်းမှုတွေရှိလာမယ်ဆိုရင်လက်ခံစဉ်းစားသွားမှာဖြစ်တယ်လို့သိရပါတယ်။